ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့ပတ်စဉ်အယူရောမင်္ဂလာဟောဆန်းနေတဲ့လာစင်ရဲတွေအားတွေကိုပြန်လည်ထုတ်လွှင့်ပေးလေရှိပါတယ်ကျွန်တော်တို့ဘာမင်းသိန်းခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီတစ်ပတ်မတ်လ12ရက်ကနေပြီးတော့ဆက်ရှင်နေ့ထိဗုဒ္ဓဘုရားနေ့ဝေဖွားသူများဗုဒ္ဓဘုရားသားသမီးများအတွက်တပတ်တာယူရောမင်္ဂလာဟောဆန်းကိုဟောကြားပေးတော့မှာဖြစ်ပါတယ် အဲ့တော့ဒီတပတ်တာအတွင်းမှာတော့ဗိုလ်တခုနဲ့မွေးဖွားသူတွေဟာကျွန်တော်စိတ်သက်ကြစေရတယ်ကျွန်တော်ကြုံမဲ့ရက်တွေဖြစ်တယ်တခုဆိုစိတ်သက်ကြရတယ်တခုဆိုကိုစိတ်တွေမရှင်လန်းအာကိုလှုပ်ဆောင်ချက်တွေကကျွန်တော်စိတ်သက်ကြစေရကြုံမဲ့အခြေအနေကိုဖြစ်နေတယ်အဲ့တော့တခုဆိုရင်လည်းကျွန်တော်ဆုံးမြတ်ချက်တွေကျွန်တော်တို့ဆုံးမြတ်ချက်တွေချဖို့ကျွန်တော်တို့ခက်ခဲဝေဝါးနေတဲ့အခြေအနေဝေဝါးနေတဲ့ရက်တွေဖြစ်တယ်အဲ့တော့မကောင်းတဲ့သတင်းတွေကြားရတတ်တယ်သတင်းဆိုးတွေကြားရတတ်တယ် ဲ့တော့ပြောရမယ်ဆိုရင်တော့ဒီရက်တွေမှာဒီရက်တွေတွင်မှာတော့ဗိုလ်တခုနဲ့မွေးဖွားသူတွေဟာဘာမှကျွန်တော်တို့မမယ်ရရမဟုတ်ဘဲနဲ့အရာရာကိုကျွန်တော်တို့စိုးထိတ်ကြောက်ရွံ့နေတတ်တဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့အရေးကြီးတဲ့ကိစ္စရှိလို့ပဲဖြစ်ဖြစ်ကျွန်တော်စွန့်စားမှာဆိုရင်တော့ကျွန်တော်တို့စွန့်စားတဲ့ကိစ္စတွေရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဟိုရေစမ်းတက်တည်ထားပြီးတော့စွန့်စားပြီးတော့လုံခြုံတဲ့နယ်တော့ရက်တွေဖြစ်တယ်။ အဲ့တော့တခုဆိုကျွန်တော်စီဝါပဲလုပ်မလားစွန်းစားမလားကျွန်တော်ဘယ်ကိစ္စတွေစွန်းစားမလဲစွန်းစားမယ်ဆိုရင်တော့ကျွန်တော်ရဲစွန်းတက်တိရှိပြီးကျွန်တော်အပိုင်ဆုံးဖြတ်ပြီးရင်တော့စွန်းစားပြီးအလုပ်ကန်ဆောင်ရွက်တဲ့နေ့ရက်တွေဖြစ်တယ်အဲ့တော့တခုဆိုရင်ကျွန်တော်တို့ရင်းပလိုက်မယ်ကျွန်တော်စွန်းစားပြီးတော့မယ်တက်တိငွေပြီးလုပ်ပလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အောင်မြင်တဲ့ရက်တွေကောင်းတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်ကတော့ကျွန်တော်ငွေကန်နေမဆိုတော့နိုင်နေနေနဲ့ကျန်တဲ့ကန်တွေကတော့ကျွန်တော်တို့ကောင်းနေတယ်အဲ့တော့ကျန်တဲ့ကန်တွေဆိုတာဘာလဲဆိုတော့ကျွန်တော်လူမှုရေးနဲ့ပတ်သက်တဲ့ကန်တွေပညာနဲ့ပတ်သက်တဲ့ကန်တွေကျွန်တော်ပွဲဝင်ပွဲသားကန်တွေနိုင်ငံခြားနဲ့ပတ်သက်တဲ့ကန်တွေ ကျွန်တော်ပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကံတွေထိကံတွေအဲ့ဒီကံတွေကတော့ကျွန်တော်တို့ကောင်းနေတဲ့ရက်တွေဖြစ်တယ်အဲ့တော့အဓိကပြောချင်တာကတော့တခုဆိုရင်ကျွန်တော်ရေစံတက်တိထားပြီးကျွန်တော်လုပ်တဲ့ရက်တွေဖြစ်တယ် အဲ့တော့ဒီလိုရံမျိုးတွေမှာဗုဒ္ဓဘုရင့်ဝေဖန်သူတွေအားကျွန်တော်ဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ဘယ်လုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့ကိုယ့်အတွက်ကောင်းလဲဆိုတော့ကျွန်တော်အဝတ်အထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးထီလိုဖနက်တို့ဓာတ်ပုံတို့လက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတုပိဒါပစ္စည်းတွေတတ္တုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမြေတို့ဖုန်းတို့ပွဲရုံပွဲစားပုံစံလောဟမကိစ္စမျိုးတွေပဲတို့ပြောင်းတို့ပညာရေးမှန်တာရင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဖျဲသီးတို့ဘာလို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာကိုယ့်အတွက်အကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့အဲ့ဒါတွေကတော့အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စနေလဲဆိုရင်တော့ကျွန်တော်တတိထားပြီးလုပ်ငန်းဆောင်ရွက်နေတယ်ဆိုတော့ကျွန်တော်ခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေစကားလို့လာတဲ့ပုံပြီးပြောရမယ့်ကိစ္စမျိုးတွေတွတ်တန်တစ်တန်နဲ့ပတ်သက်တဲ့ကိစ္စတွေအတိအနှံလို့ရေထွက်ပုံပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအတန်တို့ဂီတာလို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေငချောင်ငချမ်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာ ဗုဒ္ဓဘုရင်မွေးဖွားသူတွေဟာတတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ဗုဒ္ဓဘုရင်မွေးဖွားသူတွေဟာကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေရောင်းထွက်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဇော်စင်းတညွန့်ရယ်တပြေတညွန့်ရယ်အဲ့နှစ်ခုနဲ့ပေါင်းပြီးတော့ကိုရောင်းချင်တဲ့ပစ္စည်းတွေကျွန်တော်တို့တို့ထိရိုက်ခောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးတော့အမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့အိမ်တော်ရဲ့အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်အထင်ကိုလေးတွေဖြစ်ပြီးရင်တော့အဆင်ပြေသွားမယ့်ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီ entity အတွင်းရဲ့ဗိုလ်တခုနဲ့မွေးဖွားသူတွေအနေနဲ့ကျွန်တော်အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေခန်းနံပါတ်တွေကတော့6539ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ဗိုလ်တခုနဲ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်ရင်ဘာသတိထားရလဲဆိုတော့ကျွန်တော်ဒေချောင်းနဲ့ပတ်သက်တာတွေတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာ ဗိုလ်တပုနဲ့ဝေဖွားသူတွေဟာအရေးကြီးတဲ့ကိစ္စတွေကျွန်တော်အောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်လူကျင်တန်းခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်အိမ်ဖះမှာပဲမြက်စွာဖះရှင်ကိုရိုမြကြီးကိုကျွန်တော်နွားနှုတ်တစ်ခွန်းနဲ့ပေါင်မုတ်တစ်ချက်နဲ့အလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာဗိုလ်တပုနဲ့ဝေဖွားသူများအားလုံးစမ်းမချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ